အားလုံးပဲမင်္ဂလာပါ။ online အဘိဓမ္မာအသင်တန်းမှကြိုဆိုပါရစေ။ဦးစင်းကဥခေမာတီတီပါ။သင်တန်းမစတင်ပြီးတရားဤမူလအပိုင်းရှင်အစ်စ်ဖြစ်တော်မူသောသောလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှ िख ုဥချကတော်ပါ၏အရှင်ဘုရား။ကိစ္စအပြာ14ပါးရှိတယ်။ကိစ္စဆိုတာစိတ်တွေစေတသိက်တွေဆောင်ရွက်တဲ့အလုတ်ကိစ္စကိုဆိုလိုပါတယ်။အဲ့အလုတ်တွေကိုလုတ်ဖို့အတွက်အလုတ်လုတ်တဲ့နေရာဌာန ဌာန10ပါးရှိတယ်ဌာနဆိုတာကဘာလဲတိတ္တတိအထာတိဌာနတဲ့ပရိသန္တိစသောစိတ်သည်တိတ္တတိဖြစ်တည်တယ်တဲ့ဣတိဤသို့စိတ်ဤတဲ့ဖြစ်တည်ရာအဖြစ်ကြောင့်တဲ့အဲ့ဒီနေရာအဲ့ဒီအခါလေးကိုဌာနလို့ခေါ်တယ်အဲ့ဒီဝသနထာအရာတဲ့စိတ်၃ချိန်ဆက်ပြီးတော့ဖြစ်မယ်ဆိုရင်ရှေးစိတ်နောက်စိတ်နှစ်ခုတို့ရဲ့အလေကြားမှာစိတ်တစ်ခုဖြစ်ဖို့အတွက်အချိန်ကာလလေးရှိနေတယ် အဲ့ဒီအချိန်ကာလလေးကိုပဲအဲ့ဒီကြားထဲမှာရှိနေတဲ့အချိန်ကာလလေးဟာပရမတ်တော့မဟုတ်ပါဘူးပြညတ်ပဲကာလပြညတ်လေးအဲ့ဒီကာလပြညတ်ကလေးကိုဌာနလို့ခေါ်တယ်ဒါလေးကိုရှင်းပြပါမယ်ဒါကပြန်စတော်တော်ဝိသီပါဗာမျက်စိနဲ့အစင်းနဲ့တိုက်လိုက်တယ်ဒီကသကုပတာဒဒီကအစင်းလေးလာပြီးတော့တိုက်တယ်တိုက်ပြီးတော့နေတယ်မှာပဝင်လေးကတစ်ချက်လွန်သွားမယ်လွန်သွားတော့ပဝင် ဘဝင်ကားဇလနာအလှုပ်သွားမယ်ဘဝင်ကိုပိစေတာပြတ်ဆဲသွားမယ်ဘဝင်ပြတ်သွားပြီးစင်ကျင်တဲ့စိတ်ကလေးပေါ်လာတယ်ပြင်ဆောက်တော်တာဝဇန်ပြီးရစက္ခုဝိညာဉ်အဲ့ဒီအဆင်းလေးကိုမြင်တယ်အဲ့ဒီအဆင်းလေးကိုပဲတခါအဲ့တံပရိဆိုင်လက်ခံတယ်တန်တိရဏစုံစမ်းတယ်ဝုတ်ထောဆုံးဖြတ်ချက်ချပြီးရဒါခုနအရှိဟာရအဆက်ပါပြိဓာကြတော့ဇောခုနှစ်ကြိမ်နဲ့ခံစားရတယ်အာယုံရအရသာကိုခံစားရတယ်ပြိတရားယုံနှစ်ကြိမ်ဖြစ်တယ်ပြီးရင်ဘဝင်ကြ ဒါပြင်စတော်ရဝိသီမြင်စိတ်ကြားစိတ်အဲ့လိုဖြစ်တယ်။ဒါဆိုကျွန်တော်စိတ်အစဉ်တန်းလေးတခုရှိပါတယ်။အဲ့လိုစိတ်အစဉ်တန်းလေးတခုရှိတဲ့အထဲမှာရှေ့စိတ်နောက်စိတ်ကြားရတဲ့ကာလကလေးကိုဌာနလို့ခေါ်တယ်။ဥပမာဒီမှာဆင်ကျင်တဲ့ပြင်စတော်ရဝဇန်ဆိုတာ ရှိတယ်။ပြင်စတော်ရဝဇန်ကဘယ်နဲ့ဘယ်ကြားမှာဖြစ်လဲ။ဟောဒီမှာဝင်ကောပိစေတာရှိတယ်။ဒီကစက္ခုဝိညာဉ်ရှိတယ်။အဲ့နှစ်ခုကြားထဲမှာဒီကောင်လေးကဖြစ်တယ်။အဲ့ဒါလေးကိုဌာနလို့ခေါ်တယ်။ ဲ့နေရာလေးမှာသူဖြစ်တယ်ဒါကိုဆုပ်လို့ရပါတယ်ဒါဌာနပဲဥပမာမြင်စိတ်ကဘယ်မှာဖြစ်လဲဒီမှာမြင်စိတ်ဒါမြင်စိတ်ပဲမြင်စိတ်ကပြဿနာတော်ဝဇန်းနဲ့တပရိဆိုင်ဂျားထဲမှာဖြစ်တယ်ဒီနှစ်ခုဂျားထဲမှာဒါဆိုရင်အဲ့ဒီနေရာကာလလေးအဲ့ဒီအချိန် ကာလကလေးဒီနှစ်ခုဂျားအခါကာလကလေးကိုဌာနဒါမြင်စိတ်ဖြစ်တဲ့ဌာနတလို့သုံးပါတယ်ဒါကြောင့်မလို့ဒီမှာကိစ္စတော့က14ပါပြောခဲ့တော်လဲဒီမှာမြင်တယ်ကြားတယ်နံတယ်စားတယ်တွေ့ထိတယ်ဆိုတော့ နေရာမျက်စိပေါ်မယ်မြင်တဲ့ကိစ္စကိုဆောင်ရွက်မယ့်နေရာကြားတဲ့ကိစ္စကိုဆောင်ရွက်မယ့်နေရာနားတဲ့ကိစ္စကိုဆောင်ရွက်မယ့်နေရာဒီကတာယနာစားတဲ့ကိစ္စကိုဆောင်ရွက်မယ့်နေရာတွေးထိတဲ့ကိစ္စကိုဆောင်ရွက်မယ့်နေရာအဲ့ဒီနေရာတူပါတယ်ပြင်စားဝင်ကျင်ဌာနတဌာနပဲဒီ၅ခုကဒီတနေရာမှာပဲဆောင်ရွက်မယ်ဒါကြောင့်မလို့ဌာနကြတော့၁၀ဘာပဲဖြစ်သွားတယ်အဲ့ဒီတနေရာပဲဆိုတာလည်းဘာလို့ဆိုလိုသွားတာလဲဆိုရင်စွန့်နာတော့ကဒီမှာအကယ်ဒီမှာအတန်လာတိုက်တယ်ဆိုဒီနေရာမှာကြားစိတ်ဝင်သွားမယ် အနက်လာတိုက်တယ်ဒီလိုလာတိုက်တာနှာခေါင်းအနက်လာတိုက်တယ်ဆိုရင်ဒီမှာနှံစိတ်ထည့်ရမှာရှာပါမှာဒီမှာအရသာလေးလာတိုက်တယ်ဆိုရင်ဒီကဝิญဉာဉ်လေးကဇိဝဝิญဉာဉ်ဖြစ်သွားမှာကိုယ်မှာတွေ့တိစရာလေးလာတိုက်တယ်ဆိုဟိုနေရာမှာကာယဝิญဉာဉ်ဖြစ်သွားမှာဒီနေရာမှာပြောင်းသွားမှာဒါကြောင့်မလို့ဌာနဒီနေရာလေးမှာပဲမြင်စိတ်တွေကြားစိတ်တွေနှံစိတ်တွေပေါ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမှတဌာနတယ်ဒီနေရာလေးမှာပဲပေါ်တော့ဌာနရတယ်မှာတစ်ခုတည်းဖြစ်သွားတယ်ဒါပြင်စဝิญဉာဉ်ဌာနဆိုပြီးတော့ဖြစ်သွားတယ်ဒါကြောင့်မလို့ ဒီမှာအဲ့ဒီဂျားကာလာလေးကိုဌာနလို့ခေါ်တယ်သူတို့သုံးဆွဲတာပါပဲကိစ္စရင်းဌာနနဲ့အထူးဒါကတော့ရှင်သန္တကာဘိဝန္တရဲ့ဘာသာတိကာရဲရပါကိစ္စနဲ့ဌာနအထူးကိုဤသို့သိရည်တဲ့ပဋိသင်္ဍေစိတ်အစရှိတဲ့ပရမတ္ထတရားတို့ဤဘဝသစ်ဆက်ဆက်ပေးမှုအာယုံဆင်ခြင်မှုစတဲ့အခြေရာလေးတွေကကိစ္စနော်သူတို့လုပ်တဲ့အလုပ်တွေကကိစ္စအဲ့ဒီသုတိစိတ်ပဋိသင်္ဍေစိတ်ဘုံဝင်စိတ်ဒါစိတ်အစဉ်တန်းလေးကိုပြောတာပဋိသင်္ဍေစိတ်သူကရှေ့ဆုံးကစိတ်ကိုပြခြင်းလို့ အဲ့လိုအဲ့လိုစိတ်အစဉ်တန်းလေးတခုရှိတဲ့အခါမှာရှေ့ရာအစူဒီစိတ်နောက်ကဘဝင်စိတ်အဲ့နှုတ်ကြားထဲမှာပရိသန်လေးစိတ်ကလေးဖြစ်ဖို့ကာလလေးခဏငယ်လေး၃ချက်ရှိတယ်ဥပတိပဲအဲ့ဒီခဏငယ်လေး၃ချက်ကြားကာလလေးကိုပဲသူကဘာလို့ခေါ်လဲဆိုဌာနလို့ခေါ်တယ်အဲ့ဒီကြားကာလလေးဟာတဲ့ပရမတ်မဟုတ်ဘူးတဲ့အချိန်ကာလဆိုတော့ကာလပညာကလေးဖြစ်တယ်ဒါကြောင့်ကာလပညာလေးကိုအန္တရာပညာလို့လည်းကျန်ငယ်နေမှာ၃ဆွဲပါတယ်နောက်ဥမာလေးနဲ့သူကပြေးပါသေးတယ် ဥပမာပြောပါဦးမယ်တရားသူကြီးကတရားစီရင်တဲ့အမိန့်ချတဲ့ကိစ္စတွေကိုလုပ်ပါတယ်ဘယ်နေရာမှာလုပ်လဲဆိုရင်တရားရုံးမှာလုပ်တယ်အဲ့လို၃မျိုးရှိတယ်အဲ့ပုံစံမျိုးပဲတဲ့ပရိသန္တေစိတ်တဲ့ပရိသန္တေစိတ်ဘဝဟောင်းတဲ့ဘဝတစ်ကိုဆက်ဆက်တဲ့စိတ်ကလေးအဲ့ပရိသန္တေစိတ်ကလေးကဘာလုပ်လဲဆိုရင်ဆက်ဆက်တဲ့ကိစ္စကိုလုပ်တယ်ဘယ်နေရာမှာလုပ်လဲဆိုရင်ဆက်ဆက်တဲ့ကာလခဏဌာနလေးအဲ့ကာလကိုပဲဌာနလို့သုံးဆွဲမှာဖြစ်တယ်ဒါဆိုရင်ပရိသန္တေစိတ် သူရဲ့လှုပ်တဲ့ကိစ္စအဆက်ဆက်တယ်ဘဝဟောင်းဘဝတိဆက်ဆက်တယ်ဘယ်မှာလှုပ်ပါလဲစွမ်းနာတော်ကပြောလိုက်တယ်ဒီကသုတိပဋိတန်ဒီဘဝင်အဲ့ဒီကဒီကဈာကာလဒီခါကာလလေးမှာသူရဲ့ဌာနပဲအဲ့နေရာလေးမှာသူကလှုပ်သွားတယ်အချိန်ကာလဌာနဟုတ်သည်တဲ့ဘာမှမရှိသောပညာဖြစ်ထိုဌာနဖြစ်သောကာလကိုတဲ့ပုံစံကိုဘာမှမရှိတဲ့တုံညတုံလုံးလေးတွေနဲ့ပြလိပြထားရှိတယ်နော်ဒါစံငယ်နေမှာအဲ့လိုပြတယ်လို့ဆိုလိုပါတယ်ဒါဆိုရင်တော့ကိစ္စ 14ပါဌာန10မျိုးသဘောသဘာဝတွေမတူဘူးသူတို့ရဲ့သဘောလေးတွေကို ရှင်းပြတာအခုလောက်ဆိုရှင်းလောက်ပါပြီအဆက်သွားပါအောင်မယ်ဆက်သွားမှာဗာရီပြီးခဲ့ပြီလဲဆိုပဋိသင်တွေဘဝဲအဝဇန်းပြစဝဉ္ဇဉ်ဒါပြစဝဉ္ဇဉ်မှာဆိုတော့ခဏတော့ဌာနတွေသံပရိဇိုင်းတန်တိရဏဝုထောဒါပြီးခဲ့ပြီဝုထောကိစ္စပြီးခဲ့ပြီဇောကိစ္စဇောဌာနဒါသွားပါမယ်ဇောကိစ္စကိုဆောင်ရွက်တဲ့စိတ် ဇောကိစ္စကိုဆောင်ရွက်တဲ့စိတ်ကဘယ်လောက်ရှိလဲ95ပါရှိတယ်ဇောစရာပါလဲဇဝနံအရှိအဟုန်နဲ့ဖြစ်တယ်အာယုံရအရာတာကိုခံစားရတယ်အရှိအဟုန်နဲ့ဖြစ်တယ်နော်ဆနာဝီတီတန်းပါဆိုဘယ်နေရာမှာပါလဲဆိုရင်ဒီမှာအမြင်စိတ်တွေဒီမှာဖြစ်သွားမယ်တံပရိတိုင်းလက်ခံတဲ့စုံစမ်းတဲ့ဝုတ်ထောဆုံးဖြတ်ချက်ချပြီးရင်ဒီမှာဇောကျသွားတယ်ဇောထဲမှာကုသိုလ်ဇောတွေရှိမယ်အကုသိုလ်ဇောတွေရှိမယ်ရဟနာပုဂ္ဂိုလ်တွေမှာဆိုကိရိယာဇောဒီမှာဒါဇောစိတ်တွေပဲအရှိအဟုန်နဲ့ဖြစ်တယ် ်များသောအားဖြင့်9ကြိမ်နော်6ကြိမ်တော့9ကြိမ်တော့ဒါလည်းရှိပါသေးတယ်။နောက်မှမရာဇုနာမနောဒရဝီထီမနောဒရမှာဆိုရင်အာယုံလေးကထင်လာတယ်တွေးလုံးပုံစံမျိုးပေါ့နော်ဒါထင်လာတယ်အဲဒါဘဝင်လေးတွေပြတ်သွားမယ်ပြတ်ပြီးရင်မနောဒရမှာထင်လာတဲ့အာယုံကိုဆင်ကျင်တဲ့မနောဒရဝဇန်ပြည့်ဇော9ကြိမ်ဒါအရှင်အဟုန်နဲ့ဖြစ်ပါတယ်အရှင်အဟုန်နဲ့ဖြစ်တဲ့အကြောင်းလို့ဇောလို့ခေါ်ပါတယ်။ तू ကဘာလုပ်လဲဆိုအာယုံအရသာကိုခန်းစားပါတယ်ဇောဒီအာယုံအရသာကိုခန်းစားအဲ့အဲ့စိတ်ကဘယ်နှခုရှိလဲတွေ့ကြည့်ကြကြရအောင်95ပါရှိတယ် အကုသိုလ်စိတ်စန္ဒပါနော်အကုသိုလ်စိတ်ဒီအမအဲအာယုံလေးကိုကြိုက်တယ်ဆိုလောဘမကြိုက်ဘူးဆိုရင်ဒေါသဘာမှညာမှမသိလိုက်ဘူးဆိုရင်မောဟအကုသိုလ်အကုသိုလ်စိတ်စန္ဒပါလုံးတမဇောကြအဲကြတော့နှလုံးသွင်းလေးကတဲနေရင်မအကုသိုလ်စိတ်တွေလည်းဖြစ်နိုင်ပါတယ်အဲကုသိုလ်စိတ်ကုသိုလ်ဇောရှစ်ပါရဟနာပုဂ္ဂိုလ်တွေမှာဆိုရင်ကာမကိရိယာဇော ဖြစ်နိုင်တယ်ကာမအာယုံပြုပြီးတော့ကာမကိရိယာဇောဘုရားကာမကိရိယာဇောပါလေဟာတိတုပ္ပတ ဘုရားရဟန္တာတွေပြုံးရတဲ့စိတ်ကတပါမာကရိယာစိတ်ကရှစ်ပါအဲ့တင်တဲ့ရှင်းတဲ့ပေါင်းလိုက်ရင်ကာမကရိယာ9ပါရှိတယ်အဲအဲ့ဒါအဲ့ဒါပြန်ပေါင်းလိုက်မယ်ဆိုရင်29ပါအဲ့ဒါကာမဇော29ပါလို့ခေါ်ပါတယ်အဲ့ဒါထားထဲမှာလိုက်ပါမယ်အကုသိုလ်စိတ်7ပါအာမာကုသိုလ်စိတ်10ပါဒီမှာ20ရပြီခါကာမကရိယာ9ပါဟာတိတုပ္ပတ်နဲ့မာကရိယာ10ပါ9ပါပေါင်းလိုက်တော့29အဲ့29ပါးကိုကာမဇော29ပါးလို့ခေါ်တယ်ဇောတော့ဇောပဲဒီဇောကကာမဇော29ပါး ကတော့အပနာသောသွားပါမလဲအပနာသောအပနာသောကဘယ်လောက်ရှိလဲဆိုတော့36ပါ အပနာသောဆိုတာကတော့အာဇန်သောတွေမသောဖို့သောတွေကိုအပနာသောလို့ခေါ်ပါတယ်စိတ်ကိုကောင်းကောင်းမွန်မွန်ထားနိုင်တယ်အိဇန်ထဲမှာတတ်ဝင်ပြီးတော့လောကုတ္တရဆိုလဲလောကုတ္တရအယုန်ထဲမှာတတ်ဝင်ပြီးတော့ထားနိုင်တယ်ဒါအပနာသောဇန်သောတွေမသောဖို့သောတွေအဲ့ဒါမဟာကုသိုလ်တဲ့မဟာကုသိုလ်သောရှိတယ်၉ပါမဟုတ်ကိရိယာရဟန္တာတွေမှာဆိုကိရိယာကိရိယာစိတ်၉ပါး လောကုတ္တရာစိတ်လောကုတ္တရာစိတ်ဆိုတာမတ်၄ပါးဖူ၄ပါး၈ပါးเนาะအဲ့တော့ဇန်ဒီမတ်၄ဖူ၄အပ္ပနာဇောဓမ္မတာဇောစိတ်အဲ့တော့ဒီက၉နဲ့၉နဲ့၈နဲ့ပေါင်းလိုက်26ရတယ်အဲ့တော့အပ္ပနာဇောက26ပါးရှိတယ်ဒါဆိုရင်ဒီက29နဲ့26နဲ့ပေါင်းလိုက်ဘယ်လောက်ရလဲ55ပါးပြန်ရပါတယ်ဒါဆိုဇောကိစ္စတတ်တဲ့စိတ်တွေဘယ်လောက်ရှိလဲလို့မေး55ပါးရှိပါအဲ့ဒါကိုပဲနောက်ထပ်ပုံစံတစ်မျိုးနဲ့ရေတွက်လို့ရပါသေးတယ် လိုပုံစံမျိုးနဲ့ကြည့်တော့မှလည်းအကုသိုလ်စိတ်ဆက်နေပါအဲ့တော့ဇောဆိုတာကုသိုလ်တွေအကုသိုလ်တွေကိရိယာတွေဟာဇောပဲအဲ့ဒါကိုပေါင်းပြီးကြည့်တော့ကြည့်မှအကုသိုလ်စိတ်ဆက်နေပါကုသိုလ်စိတ်ကုသိုလ်စိတ်အာလမော21ပါးရှိတယ်ကုသိုလ်စိတ်က21ပါးကိရိယာစိတ်ကိရိယာစိတ်ကတော့30ရှိတယ်20ထဲမှာနှုတ်လိုက်အဝဇံကိုနှုတ်လိုက်ပြသတော်ရာဝဇံရယ်မနောတော်ရာဝဇံရယ်နှုတ်ချလိုက်20ထဲမှာနှစ်ခုနှုတ်လိုက်18ခုကျန်တယ်အဲ့အဝဇံကျင်ကိရိယာစိတ်18ပါး <laughs> နောက်တော့ဖိုးစိတ်၄ပါးထည့်လိုက်ဝိပတ်ထဲမှာဖိုးစိတ်ကဇောစိတ်ပဲဖိုး၄ပါးထည့်လိုက်ပေါင်းကြည့်လိုက်ပါပေါင်းလိုက်55ပါးပြန်ရတာဒါကတော့တစ်မျိုးတစ်ပုံရေတွက်တဲ့ပုံစံပါပဲဘလို့ပဲရေတွက်ရေတွက်ဒီ55ပါးကိုပမာကန်ကန်ရေတွက်နိုင်ရပါပြီအဲ့တော့ဇောကိစ္စတတ်တဲ့စိတ်အဲ့ဒါ55ပါးရှိပါတယ်အဲ့ဇောကိစ္စတတ်တဲ့စိတ်တွေကဘယ်ဌာနမှာဆောင်ရွက်မှာလဲဇောဌာနမှာဆောင်ရွက်မှာပေါ့ဇောကိစ္စဇောဌာနအဲ့ကျန်တာနောက်နေ့မှာဆက်သွားပါမယ် အားလုံးသောတက္ကရာမအပေါင်းယောဂီအပေါင်းတို့သည်ကိုယ်စိတ်နှဖျားစမ်းမချမ်းသာဘေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝင်ငြိမ်းအေးကြပါစေတရားဓုတိယမြတ်မြတ်လင်းမြန်စွာရရှိကြ၍သူတစ်ပါးသားတရားဓုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ